ကဲညီကိုရဲ့အားလုံးမင်္ဂလာပါစတော်ရရဲ့ Glory United YouTube Channel နဲ့ Facebook နဲ့လည်းပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ဒီပြီးခဲ့တဲ့ Premier League ပွဲစဉ်ဆင်ပါဆိုရင်လည်းကျွန်တော် Manchester United အသင်းကဒါ Brentford အသင်းကိုရှုံးခဲ့တယ်။ဆိုတော့အဲ့လိုရှုံးခဲ့တဲ့အတွက်ကျွန်တော်အသင်းရဲ့ဒီယာရီတာထွက်ကတော်တော်လေးဆိုးရွားသွားတယ်လို့ပြောလို့ရတယ်။ဆိုတော့အသင်းဒီယာရီရုန်းကန်နေရတဲ့အကြောင်းရင်းတွေကိုကြည့်မယ်ဆိုရင်ဒီ Ruben Amorim ရဲ့ပွဲတစ်ပွဲချင်းစီမှာပြင်ဆင်လာတဲ့ game plan လည်းတော်တော်လေးအားနေတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ကျွန်တော်ပြောတဲ့ဒီ game plan ဆိုတာကဗျာသူအမြဲတမ်း deformation ကိုတုံးတာကိုပဲကျွန်တော်အမြဲတမ်းပြောချင်တာမဟုတ်ဘူး။ဒီပွဲတစ်ပွဲမစခင် င်မှာဆိုရင်တစ်ဖက်သင်းရဲ့အခြေအနေကိုကြည့်ပြီးတော့ဒီဘက်မှာတော့ဒီ tactical tree ကဘယ်လိုထည့်မယ်ပြီးတော့ကစားသမားရွေးချယ်မှုဘိုင်းမှာပေါ့နော်ဆိုစတဲ့ဘိုင်းနေဒီပွဲချုပ် preparation ဘိုင်းမှာတော်တော်အားနည်းရအောင်တွေ့ရတယ်ဒါ၄ကြောင့်လည်းအသင်းကလိုရာထက်ပိုပြီးတော့ရုန်းကန်နေရတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ဒီမှာတော့ဗျာအမိုရင်းရဲ့ဒီပွဲချုပ် preparation အားနည်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ညီကိုရင်နဲ့တူတူဒါဆွေးနွေးသုံးသပ်သွားခြင်းတယ် ဆိုတော့ဒီပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်အမိုရင်းကပွဲတပွဲချင်းစီကိုသူတပွဲချင်းအစီလိုက်ဂိမ်းဒီပွဲချုပ် preparation မလုပ်တာတော့မဟုတ်ဘူးဗျာသူပြီးခဲ့တဲ့ brand phone နဲ့ပွဲစဉ်အပြီးမှာဆိုရင်လည်းသူ့ရဲ့ဒီ ပြက်ကွန်ဖရင့်ပြောစကားတွေအရာဆိုရင် तू preparation လုပ်ခဲ့တာအသေးကြရဲ့ဒါပေမဲ့အဲ့လို preparation လုပ်ခဲ့ပြီးတော့ဒီ on the page မှာဘာလို့အလုံးမဖြစ်တာလဲတော့ဒါကျွန်တော်လည်းမပြောရဘူးဆိုတော့ကျွန်တော်ဒီ brand phone နဲ့ပွဲကိုပြန်ပြီးတော့သွားကြည့်မယ်ဆိုရင်ကျွန်တော်အတင်းကဒီ brand phone အတင်းကိုအားလေးဂိမ်းပါပဲကျွန်တော်တို့ဒီနှစ်ကိုးပေးလိုက်ရတယ်ဆိုတော့ပေးလိုက်ရတဲ့နှစ်ကိုးလုံးကိုကြည့်မယ်ဆိုရင် brand phone အတင်းကဒါသူတို့ရဲ့ဒီ style of play ကနေပြီးတော့ပဲဒီဂိုးတွေကိုရယူသွားတယ်လို့ပြောလို့ရတယ်ဆိုတော့ brand phone အတင်းကအမြဲတမ်းများဒီ tomat fair ရဲ့လာအောင်မာတဲ့ကသူတို့က ဒီ long ball တွေသွားတယ်ပြီးတော့ဒီ second ball တွေကိုအဓိကထားပြီးတော့ကစားတယ်ပြီးတော့ဒီ set piece တွေကနေပြီးတော့ pressure ပေးတတ်တဲ့အသင်းမျိုးဗျာဆိုတော့ကျွန်တော်အသင်းပေးလိုက်ရတဲ့နှစ်ကိုးစလုံးကလည်းအဲ့အခြေအနေတွေကနေပဲပေးလိုက်ရတာဆိုတော့အဲ့နှစ်ကိုးပေးလိုက်တဲ့အချိန်မှာကျွန်တော်တွေးမိတာကျွန်တော်အသင်းကဗျာဒီ brand foot အသင်း နဲ့ဒီ gain ပွဲအတွက်ဟိုပွဲချုပ် preparation တောင်မှနည်းနည်းလေးမှတောင်မှမလုပ်ခဲ့ဘူးလားဆိုပြီးတော့ကျွန်တော်တွေးမိရပြဒါပေမဲ့ Ruben Amorim ကဒီပွဲပြီးမှပြောထားတဲ့အခါကျတော့ဒီ Ruben Amorim ပြောသကားအရဆိုရင်သူတို့ဒီပွဲအတွက်တခြားလေး preparation တော့လုပ်ခဲ့တယ်ဒါပေမဲ့အလုံးမဖြစ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပေါ့ဆိုတော့ဒီမှာ Ruben Amorim ပြောထားတာပထမတစ်ချက်ကဗျာကျွန်တော်အသင်းကဒီ long ball တွေပြီးတော့ဒီ second ball တွေပြီးတော့ဒီ set piece တွေကနေပြီးတော့ defend ဒီအပိုင်းတွေကိုကျွန်တော်အသင်းကဒီ Brandfoot နဲ့ပွဲမတိုင်ခင် develop လုံးလေးချင်းခဲ့ဆိုပြီးသူပြောရဲဆိုတော့တရက်တော့ မှမဟုတ်ဘူးဗျာဒါ develop လုံးအဲ့ရာတွေပေါ်မှာအဓိကထားပြီးတော့လေ့ကျင့်တယ်ပြီးတော့သူထက်ပြောတာ brand new နဲ့ပွဲစဉ်မှာဆိုရင်လည်းသူတို့အတင်းကလောင်းဘောရရနေပြီးတော့ကျွန်တော်အတင်းကိုဒုက္ခပေးမယ်ဆိုတာသိရဲ့ဆိုတော့အဲ့ဒီအတွက်လည်းသူတို့တေချာပြင်ဆင်ခဲ့ကြရဲဆိုပြီးတော့ပြောရဲ့ရူဝင်းအာမွန်လေးပြောထားတဲ့ပုံစံရဆိုရင်သူတို့ကဒီအပိုင်းတွေအတွက်မပြင်ဆင်ခဲ့ရတော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီ on the pitch မှာအလုံးမဖြစ်တာကကျွန်တော်သူ training မှာ train လိုက်တဲ့ method တွေရပဲအဆင်မပြေရလား ဒါမှမဟုတ်ရင်လည်း training မှာတော့အလုပ်ဖြစ်ပြီးတော့ on the pit မှာပဲကစားသမားတွေကဒီ under pressure အောက်ရောက်တော့အလုံးမလုံးနိုင်တာလားဆိုတော့ကျွန်တော်လည်းတခြားတော့မပြောတတ်ဘူး။ဒါပေမဲ့ဒီမှာကျွန်တော်နားမလည်တာတခုပါဗျာ။ तू က defend တင်းရာဒီ long ball တွေ second ball တွေကိုအပြုတ်ကစားတဲ့အခါမှာဆိုရင်ကျွန်တော်တင်းရဲ့ဒီ defender တွေထဲမှာ pace ကောင်းတဲ့ defender တွေကိုတုံးရမယ်လို့ကျွန်တော်ထင်တယ်ဗျာ။ so high line ဆိုတဲ့အခါမှာဆိုရင်ဒီ Maguire ပေးလိုက်ရတဲ့အလုံးဆိုရင်လည်းဒီ pace ကြောင့်မလို့ तू မမီတော့ရလည်းဖြစ်တယ်။ဆိုတော့ဒီမှာအမြဲတမ်းအလုံးဖြစ်နေတဲ့ဒီရာသီမှာဒါအကောင်းဆုံးဖောင်ရနေတဲ့ CCV နေရာမှာအကောင်းဆုံးဖောင်ရနေတဲ့ဒီ းကလည်းအော်တော့ပိုဇီရှင်မှာကစားရတယ်ဆိုတော့ဒီ CCTV နေရာတဲ့မကွိုင်းရောက်တုံးတဲ့အတွက်ကျွန်တော်တို့ဒီ pace band ရလည်းတော်တော်လေးရုန်းကန်ခဲ့ရတယ်ဆိုတော့သူတဖက်သင်းရဲ့အခြေအနေကိုသိပြီမြဲဗျာဒီကြိုပြီးတော့ preparation လုပ်လာပြီမြဲသူရွေးချယ်လာတဲ့လူစင်းကနည်းနည်းလေး round ဖြစ်နေလို့တော့ကျွန်တော်ကထင်တယ်ဗျာနောက်တစ်ခုဒီမှာသူထပ်ပြီးတော့ပြောတော်တာကဒီကျွန်တော်တို့အသင်းကဒီ brand phone နဲ့ပွဲတင်မှာဆိုရင်ကျွန်တော်တို့အသင်းကစားခြင်းတဲ့အတိုင်းမကစားနိုင်ငယ်ဘူးဆိုပြီးသူပြောရဲဟိုပွဲချိန်အစာပိုင်းလောက်ကနေစပြီးတော့ brand phone အသင်းကသူတို့ကစားခြင်းတဲ့ကစားခွက်အောက်မှာကျွန်တော်အသင်းကိုဆွဲခေါ်သွားရဲဆိုပြီးပြောရဲဆိုတော့ဒါက ကျွန်တော်တင်ရဗျာဒီ Brandfoot တင်ရတက်တက်ကလေးရအောက်ကလက်လှုပ်ရှင်းကိုခံရတယ်ဆိုတော့သူကိုယ်တိုင်ကဝင်ခံတဲ့သဘောပဲဆိုတော့တက်တက်ကလေးရအောက်ကလက်လှုပ်တာတွေကဖြစ်နိုင်တယ်ဗျာတခါလေကျတော့လေ preparation လုပ်လာပြီးမြဲတစ်ဖက်ကကိုမထင်တဲ့ဒီလှည့်ကွက်တွေသုံးတဲ့အခါမှာကျွန်တော်တို့ဒီအောက်ကလက်ဖြစ်တယ်ဒါပေမဲ့ဒီမှာကျွန်တော်မေးချင်တာတစ်ခုကသူ့အနေနဲ့ဒီ scan plan မရှိခဲ့ဘူးလားဆိုတော့ပထမ plan ကအလုံးမဖြစ်ဘူးဆိုရင်ကျွန်တော်ဒီ in game management အရာ scan plan ကိုပြောင်းဖို့ရရှိရမယ်ဆိုတော့သူပွဲပြီးမှသူမြင်တယ်ကျွန်တော်တင်းက ဒီ bravo ဆွဲခေါ်တော့တဲ့အတိုင်းကစားနေရတာကိုသူမြင်နေဆိုရင်အဲ့ဒါကိုအပြောင်းလဲလုပ်ဖို့အတွက်သူ scan plan ပါမလာတာအသေးချာရဗျာဆိုတော့သူ့ရဲ့ဒီပွဲချုပ် preparation တွေမှာဆိုရင်ဒီ scan plan အတွက်တခြားလေးစဉ်းစားမလာဘူးဆိုတော့ ကိုဘလူကစားမယ်ကိုဘလူလုံမယ်ဆိုတာမျိုးပဲအဓိကထားပြီးတော့စဉ်းစားလာတဲ့ပုံစံမျိုးဖြစ်နေတယ်။နောက်ဆုံးအဆိုးဆုံးတစ်ချက်ကတော့ကျွန်တော်မကြိုက်ဆုံးတစ်ချက်ကတော့သူပြောတဲ့ဒီ lack of control ဆိုတဲ့စာသားပဲဗျာ။အဓိကကတော့သူဒီဘွဲမှာဆိုရင်ကျွန်တော်တင်းရဲ့ဒီ midfield control ကကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုတော့သူအဓိကပြောချင်တာ။ဒါပေမဲ့ तू က midfield control လုံးချင်တာဘာကြောင့်လဲဆိုတော့ကျွန်တော်နားလေ။တစ်ဖက်တင်းက long ball တွေဒီ second ball တွေ drive ball တွေအသွားတဲ့အခါမှာ तू က midfield control နဲ့တစ်ဖက်တင်းကိုဒီဘောလုံးတိတ်ပြီးတော့မပေးသေးခြင်းဗျာ။ transition ကနေချိန်ရောက်တိုင်းမလိုချင်တဲ့အခါမှာ midfield control ကိုလိုချင်တယ်။ဒါပေမဲ့ သူကမီဖီကွန်ထရိုးကိုလိုချင်ပေမဲ့သူအတွဲထွက်လာတဲ့အတွဲထိုင်ကကျတော့ဘရူနိုဖာနန်ဒက်နဲ့ဥကားဒေးနဲ့ဖြစ်နေရယ်ဆိုတော့ဒီကမ္ဘာမမြောက်စလုံးက ဘောဟိုရီမိုင်းလည်းမကောင်းသလိုကိုဘူရှာလည်းအရင်ကောင်းတဲ့ကစားသမားတွေမဟုတ်ဘူးပြီးတော့ကိုထိုးလည်းကောင်းတဲ့ကစားသမားတွေမဟုတ်ဘူးဗျာဆိုတော့ဒီဒီကစားသမားနှစ်ယောက်ကိုရွေးချယ်တဲ့အပိုင်းမှာဆိုရင်လည်းကျွန်တော်နားလည်ရခက်တယ်ဆိုတော့ကျွန်တော်အတင်းမှာကိုင်းတဲ့ဘိုင်းရတာအများများဆဆမရှိပါဘူးဟိုကက်စမီရိုကလည်းဒီပွဲပဲပြစ်ဒဏ်ကျထားရဲဆိုတော့ဒီမိုင်နူးတော့ပဲရှိတော့ဗျာဒါပေမဲ့ကိုရီမိုင်နူးကိုမတုံးမဲနဲ့ဒီဘရူနိုဖာနန်ဒက်နဲ့ဥကားဒီကိုတုံးပြီးတော့ तू ကလက်တော့ကွန်ထရိုးဖြစ်တာကို तू ကထောက်ပြတဲ့အခါမှာကျွန်တော်နားလည်ရတော့ခက်တယ်လို့ကျွန်တော်ကပြောချင်တာ ဆိုတော့ဘရူနိုဖာနာဒက်ကိုကြည့်မယ်ဆိုရင်လည်းဒီကစားသမားသူစီသူ6လောက်တဲ့ဘောလုံးရောက်ပြီဆိုတာနဲ့သူဘယ်ကိုပြေးရမလဲပဲအမြဲစဉ်းစားပြီးတော့တန့်ပေးတဲ့ကစားသမားပါဗျာဥဂါဒေးဆိုတာလည်းဒါ5စက္ကန့်လောက်ပဲဘောလုံးကင်နိုင်တဲ့ကစားသမားဆိုတော့ဒီကစားသမား2ယောက်ကိုသုံးပြီးတော့သူကလက်တော့ control ဖြစ်တယ်ဒီကွင်းလည်း control စုမှုမရခဲ့ဘူးဆိုတာကိုသူကပြောနေတော့ကျတော့သူသွားခြင်းတဲ့ plan နဲ့သူရွေးချယ်လာတဲ့ဒီလူရွေးချယ်မှုဘိုင်းတွေကတော်တော်လေးအားမှားတယ်အားနေတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်အထက်ကပြောခဲ့တဲ့အကြောင်းအရာတွေကိုကြည့်မယ်ဆိုရင် အမိုရင်းကတစ်ဖက်အသင်းကို preparation မလုပ်လာတဲ့ဆိုင်သူ prepare preparation လုပ်လာတဲ့ပုံစံကအလုံးမဖြစ်တာမျိုးပြောပြောလို့ရတယ်။ဆိုတော့ဒီ preparation နဲ့မှာအလုံးမဖြစ်တာဗျာ။ तू train လိုက်တဲ့တကယ် train လိုက်တဲ့ method တရားပဲအလုံးမဖြစ်တာလား။အဲဒါမှမဟုတ်ရင် तू ရဲ့ဒီ adaptability ပဲအားနေတာလား။ဒါမှမဟုတ်ရင် training မှာတော့အလုံးဖြစ်တယ်။ on the bit မှာမှာကစားမားတွေကအပြောင်းလဲဖြစ်သွားတာလား။ဆိုတော့အဲ့ဘိုင်းတွေက သူဖြစ်ဖို့ကလိုတယ်ကျွန်တော်အစ်တက်ကလက်ရှိချိန်မှာသူသွားနေတဲ့ assistant အတိုင်းတော့မှာကောင်းမသွားနိုင်တဲ့အချိန်မှာဒီပွဲချုပ် preparation အားနေတာတွေကကျွန်တော်အစ်တက်ကို struggle ဖြစ်စေတဲ့ပို့ပြီးတော့ struggle ဖြစ်စေတဲ့အကြောင်းအရာတွေလို့ကျွန်တော်မြင်တယ်ဗျာဆိုတော့အခြေကြပြီးသားအသင်းတွေတောင်မှဒီတပွဲနဲ့တပွဲကမတူမတူဆိုတာတစ်ဖက်သင်းရဲ့ဒီ opponent ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့က light type ပြောင်းကစားရတာတွေရှိရယ်ကျွန်တော်ဒီမှာ Amorin ရဲ့3421 formation ကိုကျွန်တော်ပြောင်းမှုပြောတာမဟုတ်ဘူးဗျာဆိုတော့ဒီ3421 formation မှာပဲဘလို့ tactical tree လေးထည့်မယ်ဘလို့ society change လေးလုံ ်မယ်ဆိုတာမျိုးလောက်တောင်မှ preparation လုပ်မလာတော့ပြောတာဆိုတော့ဒါကလူပဲ Armory အနေနဲ့ experience မရှိရလို့လည်းပြောလို့ရရဗျာဒီ sporting မှာတော့သူဒီတိုင်းပဲကစားတယ်ဒီလိုပဲပွဲထုတ်တယ်သူသူလုံးသမျှဖြစ်ခဲ့တဲ့အခြေအနေဆိုတော့တစ်ဖက်တည်းကကိုယ်ကဒီလိုပြန်လုပ်လာရင်ဘယ်လိုလုပ်မယ်ဆိုတဲ့အခြေအနေမျိုးကို तू မစင်စားခဲ့မိရလဲပါမယ်ထင်တယ်ဒါမဲ့တေချာတခုက Ruben Armory အနေနဲ့ဒီချိန်မှာ reserve ကိုပို့ပြီးတော့ဦးစားပေးတင်ပြီးသူ့ရဲ့ခေါင်းမောင်မှုတွေကိုကျွန်တော်နည်းနည်းတော့ short ချတင်ပြီးလို့ကျွန်တော်ထင်တယ်အဲ့လိုမှမဟုတ်ဆိုရင်သူ့ကို project နီးပြအနေနဲ့အခန့်ထားတာလဲအလကားဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ် ်သူလည်းအချိန်သိမ့်ရမှာတော့မဟုတ်ဘူးဆိုတော့သူခေါင်းမမှုတွေကို short တင်ပြီးပြီးတော့ဒီပွဲချုပ် preparation တွေကိုလည်းအခုထပ်ပို့ပြီးတော့ကောင်းမွန်တဲ့အချိန်ကတ်မှုမျိုးတွေအဲတစ်ဖက်သေးကိုအခုထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ဒီလေးလာမှုမျိုးတွေနဲ့ဒီဒီကောင်းကောင်းလုပ်လာနိုင်မှုရလို့တယ်အဲ့လိုမှမဟုတ်ရင်ဒီ system တိုင်းတော့မှမကစားနိုင်တဲ့အချိန်မှာဒီပွဲချုပ် preparation တွေအားနည်းတယ်ဆိုရင်ပြီးတော့ in-game management ဖြစ်တဲ့ဒီ second plan တွေအားနည်းတယ်ဆိုရင် အသေးကဒီပွဲတွင်းမှာမှဟိုပို့ပြီးတော့ရုံးကန်တယ်တစ်ခါတလေကျတော့ကျွန်တော်တို့က ဒီဘွဲချုပ် preparation ကောင်းတဲ့အတွက်ဘွဲစားပိုင်းမှာအဆင်ပြေဒါပေမဲ့တစ်ဖက်ကချင်းချက်လုလိုက်တဲ့အခါမှာကျွန်တော်တို့ကတစ်ဖက်သင်းရဲ့ချင်းချက်ကိုလိုက်မချင်းနိုင်တဲ့အခါတွေလည်းရုံးခံသွားတဲ့ဘွဲတွေလည်းရှိရယ်ဆိုတော့ဒီအရာတွေကိုတော့အမိုရင်းအနေနဲ့ပြင်ဖို့ရလိုတယ်ဆိုတော့ဒါအမိုရင်းရဲ့ဒါဘွဲပြီးပြောစကားပေါ်ပါပါဗျာသူရဲ့ဒီဘွဲချုပ် preparation သူလုပ်ခဲ့တယ်သူတို့တစ်ဖက်လုံးထိန်းခဲ့တာတောင်မှဒီအားနည်းချက်တွေဖြစ်နေတဲ့အကြောင်းရင်းကိုညီကိုတွေရောဘယ်လိုမြင်လဲဆိုတော့ဒါကကျွန်တော်မြင်တဲ့ပုံစံတိုင်းပြောထားတာဖြစ်တယ်ဆိုတော့ညီကိုတွေလည်းဒီအမိုရင်းရဲ့ဘွဲချုပ် preparation အားနည်းမှုပုံစံနဲ့ပတ်သက်ပြီးတော့မြင်တဲ့အမြင်တွေကိုကျွန်တော်တို့နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေး ုံးသက်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုချီးကျူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်